you think it is appropriate could you clarify as to what exactly မရှိသေးပါဘူးအဲ့တော့ဒီနျူကလ িয়ার ကိစ္စနဲ့ပတ်သက်လို့လည်းတကယ်တကယ်တော့ကျွန်တော်တို့တိတိလေးလေးပြောကြားထားပြီးသားဖြစ်ပါတယ်ဒါဟာနိုင်ငံကာဝေးရေးအတွက်လည်းမဟုတ်ဘူးဆေးဘက်ဆိုင်ရာသုတေသနအတွက်အဆောင်အရှင်းဖြစ်တယ်ဆိုတဲ့အနေအထားမျိုးလေးကျွန်တော်တို့ပြောပြီးဖြစ်ပါတယ်တို့တော့လေအဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့ဖြစ်ဖြစ်မြောက်မြောက်ဆောင်ရွက်နေတဲ့အနေအထားလဲဘာတစ်ခုမှကျွန်တော်တို့တိုက်ပြီးမှမရှိသေးပါဘူး။ဒါကျွန်တော်တို့အတီလင်းပြောတာဖြစ်ပါတယ်။အဲဒီဘာသာရပ်တစ်ခုအနေနဲ့ ဒီလေလာဒီတဲ့အနေထားပဲစာပေအနေနဲ့လေလာတဲ့အနေထားပဲရှိပါသေးတယ်လက်တွေ့ဆောင်ရွက်နေတဲ့အနေထားဘာတစ်ခုမှမရှိပါဘူးအဲ့တော့အဲ့ဒီအနေထားမှာမှကျွန်တော်တို့ကိုဝိုင်းပြီးတော့ ASEAN and its role on regional တကယ်တကယ်တော့ကျွန်တော်တို့ကစာလုံးရင်စဆိုတဲ့အဆင့်မှာပဲရှိပါသေးတယ်သို့တော့ဒီဘက်အစိုးရလက်ထက်မှာတော့အဲ့ဒီဟာနိုင်ငံတကာရောလက်မခံမှုဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝဆက်လက်ဆောင်ရွက်ခြင်းလည်းမရှိပါဘူး ဆက်လက်ဆောင်ရွက်ဖို့အစီအစဉ်လုံးဝမရှိဘူးဆိုတဲ့ဟာကိုလည်းကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ဒါတော့မြောက်ကိုရီးယားနဲ့ဆက်ဆံရေးဆိုတာကတော့ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံသားရေးမူဝါဒကိုကနိုင်ငံအားလုံးနဲ့တည်တည်လျောက်ပါစွာဆက်ဆံလို့တဲ့ဆန္ဒရှိတဲ့တကြောင်မလို့တမန်ဆက်ဆံရေးအစီအစဉ်အနေနဲ့ဆက်ဆံဆောင်ရွက်နေတဲ့အနေအထားပဲရှိပါတယ်။အဲတော့မြန်မာနိုင်ငံပေါ်မှာပိတ်ဆို့မှုမျိုးမျိုးစွာရှိတဲ့အနေအထားမှာကျွန်တော်တို့နိုင်ငံအကျိုးစီးပွားအတွက်ဘယ်အနေအထောက်ကူပြုမလဲ။ဒါကတော့ interest in pursuing uh, any aspect of nuclear weapons plus australia is going through a period of change a drawdown from afghanistan our largest overseas operation as a result of transition there a drawdown expected from the solomon islands as a result of improved uh, law and order circumstances there and a drawdown from east timor as a result of uh, we hope uh, successfully conducted parliamentary elections in the very near future. So this will see after essentially 10 years of a land warfare expeditionary uh, force in Afghanistan, Iraq and Afghanistan, uh, a, uh, a, change to our environment. So we need to uh, analyse uh, the strategic uh, uh, consequences.